ပတ်စစ်ကိုနားလည်ဖို့ဆရာရဲ့လမ်းလာပြီးအချိန်300ပဲပေးရမှာဖြစ်ပါတယ်ဒီနေ့ကတော့ day 2ဖြစ်တယ်ပေါ့ပတ်စစ်အပိုင်းမှာဆိုရင်ကျွန်တော်ပတ်စစ်ဆိုတဲ့ဟာကိုမနေ့ကလည်းအသေးသေးရှင်းပြပြီးဒီနေ့အကြံဉာဏ်ပြန်ပြောရမယ်ဆိုရင်ပတ်စစ်ဒီဆရာပုံမှန်ရေးနေကြ subject verb object လို့ရေးရမှာမဟုတ်ဘဲနဲ့ object ကိုရှေ့မှာပြန်ထားပြီးတော့ subject ကိုနောက်မှာ by နဲ့ပြန်ထားတဲ့ပုံစံပဲဖြစ်တယ်နောက်ရသားရဲ့ subject ကိုလည်းဆရာက agent လို့ပြောင်းပြီးခေါ်လို့လည်းရရပေါ့နော်ဒီ verb ဒီ you you verb နဲ့ရေးလို့မရတော့ဘဲနဲ့ verb to be plus verb 3နဲ့ရေးရလို့ပြောထားပြီးဆရာဒါဆိုရင်ဘာကြောင့် object ကိုရှေ့ကိုထုတ်လိုက်တယ်လဲဆိုတော့မနေ့ကပြောထားရဲဘာကြောင့်ရှေ့ထုတ်တာလဲ ထောက်ချင်လို့ထုတ်တာတော့မဟုတ်ဘူးလိုအပ်လို့ထုတ်တာ passive ကိုတီထွင်ထားတာလည်းလိုအပ်လို့တီထွင်ထားတာလို့ပဲပြောရမှာပေါ့နော်ပထမဆုံးချက်ပါလေ subject မရှိရနေတာမျိုး subject မပါရနေတာမျိုးဆိုရင် object ကိုတစ်လုံးပဲရှိရတယ်အဲ့ခါမျိုးမှာ object နဲ့သုံးပါဖြစ်တဲ့အတွက်ကြောင့်ဆရာက passive နဲ့ရေးဖို့လိုအပ်တယ်မနေ့ရပြီးအိမ်ဆံပဲရဆိုရင်ငါရဲ့စပိန်လေးအခုခံလိုက်ရပြီဆိုတဲ့စာကြောင့်မှာခိုးတဲ့သူကိုမသိဘူးစပိန်မသိတာဖြစ်တဲ့ကြောင့်ဂျင်းစီစပိန်နဲ့ပဲစာပြီးလို့ရတာပဲဒါဆိုရင် object နဲ့စာပါပေါ့ object နဲ့စာရင်ဘတ်တီဘတ်တူပြီးပြပါ3 နောက်တစ်မျိုးကကြတော့လှုပ်တဲ့သူကမသိတာမဟုတ်သိတာလုံးတဲ့အခါမျိုးမှာလည်းဖြုတ်ပြီးရေးတတ်တယ်။ဥပမာအားဖြင့်ဆိုလို့ရှိရင်အဲမြန်မာနိုင်ငံကနေစံစဘာကိုအဓိကတင်ပို့တယ်ဆိုရင်တင်ပို့ရသူတွေကဒါကုန်တယ်ပဲပေါ့။ကုန်တယ်တွေဆိုတာထက်မကြီးပဲနဲ့ဘာလို့တင်ပို့တယ်ဆိုရင်စံစဘာဆိုတဲ့ object ကိုပဲအလေးထားခြင်းတဲ့အခါမျိုးမှာလည်း object ရှိထားပြီးရေးလို့ရအောင်လို့ဆရာတို့ကတည်ထင်ထားတာဖြစ်တယ်ဆိုတော့မနေ့ကလည်းပြောပြီးပြီ။ဒါမနေ့ရတဲ့ဒီနေ့ရဲ့မနေ့ဖန်ရဲ့၃ရက်ကိုတွေးပြီးကြည့်ရင်ဒါ basic ကိုဆရာလည်းနိုင်နားလေးဖြစ်တယ်ပေါ့နော်။ဘဝနဲ့ရေးထားတဲ့စာကြောင်းတွေဒီဆရာ basic ရောက်တဲ့အခါမှာဆိုတော့ MS server 3ဆိုပြီးတော့ဖြစ်သွားတယ်။ အဲ့ဒါလေးမှတ်ထားမယ် MSR ဘတ်တူဘီအုပ်စုထဲမှာပါတယ်ပြီးအစက်ကအထိုင်ဒီဘက်တရီအသေးပဲဘတ်တူဆိုရင်တော့ဆရာဘာပြောတာလဲဆိုရင် watch wearable ဘက်တရီကိုဆရာပြောင်းလိုက်ရတယ်တကယ်လို့အခုလုံနေတဲ့ MSR fine ကြီးတာဖြစ်ခဲ့မယ်ဆိုရင်တော့လေဆရာဘာပြောင်းရမလဲဆိုရင် MSR ကိုမပြောင်းနော် MSR မပြောင်းပြီးရင် buy ကြီးကိုကိုစားပြုတ်ကို B င်းထည့်မယ်ပြီးရင်ဘက်တရီကအထိုင်မယ်ဆိုတော့ MSR B င်းဘက်တရီဖြစ်သွားတယ် သုံးမျိုးရှိပြီနော်ဘဝဆိုရင် MSR battery ပတူးဆိုရင် watt ဆိုရင် battery MSR 5G ဆိုရင်တော့ဘာပြောင်းလဲမလဲ MSR ပြင် battery ပြောင်းလိုက်မှာဖြစ်တယ်ပေါ့အဲနောက်တစ်ခါကျတော့ဒီလို hazard black battery perfect ဒီ PB ဆိုရတဲ့အိပ်ထွက်တဲ့ဟာမျိုးဆိုရင်တော့ဘာပြောင်းမလဲဆိုရင်ဒီ hazard value ကိုမပြောင်းဘူးမပြောင်းဘူးဆိုမဲ့ဒီ has la have la ကတခုကိန်းအနည်းအများကြီးဒီ share object ကိုပြန်ကြည့်ရတယ်ဒီကောင်တခုကိန်းဆိုရင် has ဒီနေရာမှာအများဆိုရင် have ကိုသုံးမှာဖြစ်တယ်ပေါ့ပြီးရင် battery ကိုကူစားပြုမဲ့ bin ထည့်မယ်ပြီးရင် passive ကအထိုင်အတိုင်းမဲ့ battery အသေးဆိုတော့ bin ဘက်တရီပဲပြည့်ထဲတယ်အဲ့တော့ hazard black pin black battery ဖြစ်သွားတယ်အဲ့တော့ရိုးရိုးစားကြောင်မှာဘာဝသည် passive mah emissor battery ရိုးစားကြောင်မှာ battery သည် passive mah watch wear battery ရိုးစားကြောင်မှာ emissor fire engine သည် passive mah emissor ပြီး battery လေးစီနားလည်ပြီနော် hazard black battery ဆိုရဲရိုးရိုးစားကြောင်ဒီ passive ရောက်သွားတဲ့အခါမှာတော့ hazard black pin black battery ဆိုပြီးတော့ဖြစ်သွားတယ်ဒါဆိုရင်စားတော့ဒီစာပိုင်းကိုရေးကြရအောင်စာကြည့်တဲ့အစ်တစ်လုံးကိုမျိုးလေကောင်မှာ ခွင့်လို့ပြီးပါပြီတဲ့ပြီးပြီဆိုရင်စာကြောင့်ဒီပုံမှန်ဖြစ်တဲ့ဘဝအတိတ်ဖြစ်တဲ့ဘာတူမဟုတ်ပြီးပြီဆိုရင်အတိတ်ပဲထွက်เสียရဒီ perfect ပဲထွက်เสียရအဲ့အဲ့ပုံစံကို percent နဲ့ရအောင်ရေးမှာခွင့်ပြီးတာဒီစာကြီးတိုက်တဲ့ဆိုတော့ဆရာဘာလို့လိုက်မလဲဆိုရင် a new library ဒီညမှာဆရာကျန်တဲ့ဘဝမှာက a new library ဒီစာလုံးခွင့်ခံလိုက်ရတဲ့သူဖြစ်တယ်ခွင့်ခံလိုက်ရတဲ့အရာဖြစ်တယ်ခွင့်လိုက်တဲ့လူမဟုတ်ဘူးဆိုတော့နားလည်ရမယ်ပြောချင်တာရှေ့ကိုရောက်နေတာ object လို့နားလည်ရမယ်ဒါဆိုရိုးရိုးလို့မရဘူး percent နဲ့ပဲရေးရမယ်ပြီးပြီဆိုရင် hazard blood battery ဂျင်းတူနေတာမှာ percent အတွက်ဖြစ်တဲ့ has a black bin black battery နဲ့ပဲရေးရမယ်။စာကြည့်တဲ့အခါတစ်လုံးနဲ့ဆိုတော့ has been battery ကြာဖွင့်လာဆိုတော့ open လို့ battery ပြောင်းမယ် open ရဲ့ ned open ပဲ။ပြီးရင်ဖွင့်တဲ့သူပါလားကြည့်မပါဘူးနော်။နေရာတော့ပါတယ်။နေရာအရင်ရေးရတယ်မျိုးလက်ကောင်မှာဆိုတော့ in the city center အဲ့နောက်ခုစာအုပ်များစွာကိုလည်းတဲ့စင်တွေမှာထည့်ပြပါပြီတကယ်စာအုပ်များစွာကိုလည်းရေးလိုက်ပါအောင် money books ဒီစာအုပ်များစွာဒီစင်ပေါ်အတင်ခံလိုက်တဲ့အရာတွေလားတင်တဲ့သူတွေလားဆိုအတင်ခံလိုက်ရတဲ့အရာ object တွေရှေ့ရောက်နေတာ passive နဲ့ပဲရေးရမယ်ပြီးပြီဆိုရင် hazard black bin black battery ပဲသုံးမယ်ဆိုတော့စာအုပ်ကဒီတစ်ခါမှများတဲ့ခါကျတော့ဆရာမသုံးလို့ဆိုရင် have ကိုသုံးလိုက်မယ် have been been တင်နေထည့်တယ်ဆိုတော့ ADDS ဆိုတင်တာထည့်တာပြီးရင် battery ပြောင်းတော့ address နော် many bill have been added စင်တွေမှာအဲ့တဲ့နောက်မှာပြန်လဲထူလိုက်ရတယ် to the chef ဒါ chef ကစင်တစင်နဲ့အများဆိုရင် f နဲ့ fe နဲ့စုံတဲ့လုံးတွေဒီ ves ပြောင်းနေဆိုတော့ chefs အခန်းတွေကိုတော့မနက်တိုင်းတန်ရှင်းလုပ်တယ်တဲ့ဟုတ်ပြီဒီမှာအခုချိန်ကြီးဆရာကြီးတဲ့ထက်မှာလုံးဝလုတ်တဲ့သူမပါဘူးဒါပေမဲ့လုတ်တဲ့သူမပါလဲစိတ်ပူစရာမလိုဘူးပတ်စစ်နဲ့ရင်ခံရတဲ့သူရှင်ရပြီအခန်းတွေကိုမနက်တိုင်းတန်ရှင်းလုပ်တယ်ဆိုတဲ့ကိစ္စဒီဒါအခုဖြစ်နေရမဟုတ်ဘူးပြီးသွားရေးကိစ္စမဟုတ်ပုံမှန်ဖြစ်တဲ့ကိစ္စဒါဆိုဘောင်ဝမ်းနဲ့တောင်းအောင်မှာရိုးရိုးဆိုရင်ဒါပေမဲ့ဘောင်ဝမ်းနဲ့အသုံးလို့မရဘူး subject မပါဘူး object ရှိမှထားရတဲ့အကြောင်း MSR battery နဲ့ပြောင်းပြီးတော့ရေးပေးရမယ်အခန်းတွေကိုစာလိုက်မယ် the rooms ပြီးရင်တန်ရှင်းလုပ်တာကိုဆရာကရေးမယ် have half တုံးပေးရမှာမျိုးပေါ့နော် MSR battery ဆိုတော့ခန်းအများတော့အာ clean တုံးလိုက်မှာနော်ဒါဘာလို့ MSR ရ battery ပြန်ဖြစ်သွားရလဲဆိုရင်အမှန်တရားဖြစ်တဲ့အတွက်ကြောင့်ရိုးရိုးဆိုရင်ဘဝန်းနဲ့ရေးရမယ့်ကိစ္စမို့လို့လက်ဆင်မှာ MSR battery နဲ့ဆက်ရရေးလိုက်တာဖြစ်တယ် but the runs are clean ဘယ်လိုတန်ရှင်းလောက်တာလဲမနက်တိုင်းတန်ရှင်းလောက်တယ်ဆိုတော့ every morning အထီးရပြီနော်ကဲနောက်ကွန်ပျူတာတွေကိုတော့တဲ့ဝန်ထမ်းတွေကစစ်ဆေးနေကြပါတယ်ဒီကိစ္စရောပြီးတဲ့ကိစ္စလားအမှန်တရားလားပြီးရလဲမဟုတ်ဘူးမှတ်တယ်လဲမဟုတ်ဘူး အခုစစ်နေကြဆိုတော့အခုဖြစ်နေတဲ့ကိစ္စအခုဖြစ်နေတဲ့ကိစ္စဆိုတာ MSR VNG passive နဲ့ပြောင်းရင်းမယ်ဆိုရင်တော့ MSR being battery နဲ့ပြောင်းရမယ်အဲ့တော့ the computer အခုမြင်တာပြီးသွားလို့ရှိရင် MSR being battery ဆိုတော့အခုမြင်တာအများရဲ့ဆိုတော့ R ထည့်မယ်အခုဖြစ်နေရလို့ဒိဗေပြောင်း being ထည့်မယ် battery ဖြစ်အောင် CHCK ကို battery ထည့်တော့ check မှာ battery ပြောင်းရမယ် check စိတ်သက်သူတွေဒီကပါလာပြီလှုပ်တဲ့သူပိုင်သူကဘိုင်လေးနဲ့ခံရရဲဆိုတော့ bind the stuff တဲ့ကျွန်တော်ဆုံးချက်ပဲကျွန်တော်လည်းအစာအုပ်ကိုတော့ပန်းတွေရယ်မီးတွေရယ်နဲ့အလှဆင်ပြီးပါပြီတဲ့အစာအုပ်ဆိုတော့ the building အဒီကောင်ပုံမှန်ဖြစ်တဲ့ကိစ္စလားမဟုတ်ဘူးအခုလှုပ်နေကိစ္စလားမဟုတ်ဘူးပြီးသွားတဲ့ကိစ္စပြီးသွားရင် hazard black bin black battery ကိုသုံးရမယ်ဒီလိုကိစ္စမှာဆို hazard black battery လှုပ်တဲ့ခံရတဲ့သူရှေ့ထားရခြင်း hazard black bin black battery ဒီမှာ အလှဆင်ခံရတဲ့အစာကိုရှေ့မှာထားယူမှာဆိုတော့ the building အခုရဲ့ဆိုတော့ has been အလှဆင်တာလို့ခေါ်လဲဆိုရင် decorated လို့ခေါ်တယ် decorated အလှဆင်ပြီးပထမပြောင်းမှာဆိုတော့ decorated ဘိုင်းနဲ့လဲမီးတွေပန်းတွေဆိုတော့နည်းဖြစ်အောင်ဝှေ့လေးနဲ့ဆက်မယ် with flowers and lights အဲ့ဒါဆိုဒီနေ့မှာလဲဆရာပတ်စစ်နဲ့ပတ်သက်ပြီးတော့နောက်ထပ် Mr. Bai ကြီးကိုဘယ်လိုပြောင်းမလဲ အစမ်းလာပါဒီကိုဘယ်လိုပြောင်းလဲဆိုတာကိုထပ်ပြီးတော့ဖြည့်ဆွပြီးရှင်းပြပြီးဖြစ်ပါတယ်။ Nama Spa မှာဆိုရင်ပတ်စက်နဲ့ပတ်သက်ပြီးထပ်မှန်သိတဲ့အချက်တွေကိုထပ်ပြီးတော့ရှင်းပြအောင်မှာဖြစ်တဲ့တကြောင်၄တန်းစူးစမ်းလေ့လာကြပါ။ Fight တယ်မှာ